တမီးကြီးလေးကဒီเจ้าမှာတက်နေရကြပြီဆိုတော့လေငွေတော့ကတော့အမမအခက်ခဲတွေအများကြီးရှိခဲ့တယ်။အာစတဲ့ညီညီမထိုင်တာတော့ကောင်းကောင်းလန်းနေမလုပ်တာတော့ပေါ့နော်။ဒါတွေကိုဒီချေတွေကဘယ်လိုမျိုးလုပ်ရမလဲ5 minute suggestion နဲ့ညီမကိုရှင်းပြခဲ့တယ်။ဒီလိုအဖြေမျိုးဆိုဒီလိုမိခုံးမျိုးဆိုဘယ်လိုမျိုးပြန်ဖြေရမလဲဆိုတာပေါ့နော်။ဘယ်လိုဖြေရှင်းရမလဲဆိုတာတွေကိုတရားရှင်းပြခဲ့တဲ့အတွက်ညီမကအကြီးလေးကိုကောင်းကောင်းလေးကိုလမ်းပြပေးနိုင်ခဲ့တယ်ပေါ့နော်။ဒါကြောင့်အကြီးလေးမှလည်းအမအပုတ်ကိုလည်းကောင်းကောင်းထွက်ခဲ့တာမသိရတဲ့အတွက်အငယ်လေးကိုလည်းအမအရန်ကိုမွေးကလေးကထားခြင်းခဲ့တာပေါ့နော်။ ော်ဒါပေမဲ့ဟိုကြောင်းထားတဲ့အချိန်နည်းနည်းနောက်ကျခဲ့တယ်ပေါ့နော်အပြင်လောကမှာလည်းသူကြောင်းသွားတဲ့အချိန်တွေမှာဒီကြောင်းကပြန်ပြီးတော့တင်းနေအရာအလုံးကိုပေါ့နော်ပြန်ပြီးသူတို့ဟိုခွဲချမ်းစိတ်ပြပြီးတော့သူ့ဉာဏ်နဲ့သူကဏ္ဍလိုက်သူတို့ပြန်ပြီးအသုံးချနိုင်လာတာမှတွေ့ရတယ်အချီလေးလဲဟိုအခက်ခဲမရှိသလိုအငယ်လေးလဲငယ်ပြီးမဲ့လေလုံးဝအခက်ခဲမရှိခဲ့ဘူးပေါ့နော် အချိန်တခုတော့ပေးရတယ်အဖို့ထွက်တဲ့အချိန်တကယ်တမ်းထွက်လာတဲ့အချိန်ကျတော့မအရန်ကိုအားရတယ်ဝင်လဲဝမ်းသာတယ်ခြေလက်ခြေနဲ့တဲ့ဥမာဒီမှာတင်ပေးလိုက်တဲ့ဟိုသင်ငန်းစာတိုင်းဟာအပြင်ရောက်သွားလို့ရှိရင်အเจ้าမှာဆိုလို့ရှိရင်လည်းကလေးတွေသင်ချာမှာဆိုလို့ရှိရင်လည်းသင်ချာလျောက်အရန်ကိုတိုးတက်လာတွေ့ရတယ် blog ပြီးဆိုလည်း blog တော့အလျောက်ပေါ့နော်သူမမားတာတွေမှတွေ့ခဲ့ရတယ်အဲပြီးလို့ရှိရင်သူတို့ရဲ့ memory ပေါ့ flash memory ရတယ်တအားကောင်းလာတာတွေ့ရတယ်သူရဲ့ blogging software တွေလည်းတအားကောင်းလာတာကိုမှတွေ့ရတယ်ပေါ့နော်ခန်းကဏ္ဍအလိုက်တစ်ချိန်လေး င်ပေးတာနဲ့ဟိုဖီချာညီညီပေါ့နော်ចောင်းသားတွေရဲ့လက္ခဏာနိုင်မှုပေါ်မှာမူတည်ပြီးတော့အောက်ပို့ထွက်တာလည်းအရင်ကောင်းတာတွေ့ရတဲ့ကျေးဇူးများအတင်ပါတယ်။ အဲအခုအရှိရှိရ right brain school လို့ပြောပြီးမယ်ပေါ့နော် right brain ရော left brain ရောအပြင် IQ EQ ပါအားလုံးပြည့်စုံနေတဲ့အတွက်ခလေးတွေအတွက်အရန်ကိုတင့်တော်ရဲလို့အမခံစားမိရေပေါ့နော်အဲဒီအတွက်အမဟိုတာသမီတွေကိုထားခဲ့ရတဲ့အချိန်ကြီးရင်ခဲ့ရတဲ့ဟိုဟိုပတ်စံတွေကိုပေါ့နော်အဲ့အတွက်အမအရန်လေးကြည်နေတဲ့ပီတိလေးဖြစ်တဲ့ရခဲ့ရတာနဲ့ပြန်လဲတန်ပါတယ်ပေါ့နော်